ြည်သူကာကွယ်ရေးတပ်မတော်ရှိတဲ့နေရာမှာဘုံတွေကျက်ပြီးဖြိုခွက်နေတာကိုဒီလူကြီးကအုံနောက်မရှိတာလားကျက်မပြေတာလားမသိဘူးသထောင်စာကြီးနာမည်ကြီးကျင်နေဆိုခမဖင်ချုပ်ပြီးတော့လမ်းလျှောက်လိုင်းပေါ်မှာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအေးတော်ပုံ အောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ကဲဒီဗီဒီယိုဖိုင်လေးကိုတော့အစဆုံးနားထောင်သွားပြီးအစဆုံးပို့လဲဗီဒီယိုဖိုင်ထဲမှာဓာတ်ပုံတင်ထားမှာရှိတယ်ဓာတ်ပုံကိုသေချာကြည့်သွားအောင်နော်ကျမတို့ဒီလုံနေတဲ့တော်လိုင်းကြီးမှာမြေပြင်မှာလုံနေရတဲ့အဖွဲတွေကအရန်ကိုပင်ပန်းဆင်းရဲပါတယ်အရန်ကိုခက်ခက်ခဲခဲနဲ့လုံရတာဖြစ်ပါတယ်เนาะမြေပြင်မှာဒီ လက်လုံမိုင်းတွေလှုပ်တဲ့ကိစ္စတွေမြေပြင်သတင်းတွေမြေပြင်မှာဝစ်ကြွင်းတွေမြေပြင်မှာလုံနေတဲ့အရာတွေကိုလိုင်းပေါ်မတင်မဲနဲ့မဖော်ပြပါနဲ့မတင်ပါနဲ့ဆိုတာအကြိမ်ကြိမ်ပြောပါတယ်အခုလဲကျမပုံတော့တကွပြောမယ်ရှင်နော်အမြဲတမ်းဒီလောက်ပြောနေတာသတောင်းစာမင်းအွန်လိုင်းကနည်းနည်းလေးပြလိုက်တာနဲ့လေရင်နဲ့ဘုံတွေကျဲပြီးတော့ဒီပြည်သူကာကွယ်ရေးတပ်မတော်ရှိတဲ့နေရာမှာဘုံတွေကျဲပြီးဖြိုခွက်နေတာကို ဒီလူကြီးကအုံနောက်မရှိရလားကြက်မပြေတာလားမသိဘူးသထောင်းစားကြီးနာမည်ကြီးကျင်နေဆိုခမဖင်ချုပ်ပြီးတော့လမ်းလျှောက်လိုင်းပေါ်မှာနော်အေးငါ့ကိုမကျင်တဲ့လို့လာဆဲကျင်လဲဆဲမဆဲကျင်လဲနေငါတော့ပြောမှာပဲဒီမြေအောက်တူးထားတဲ့ကိစ္စတွေမြေအောက်မှာလုတ်တဲ့ဟာတွေဆိုတာအင်မတန်ခက်ခဲခက်ခဲလုံးရတဲ့ဟာတွေဒါကိုဗီဒီယိုဖိုင်ရိုက်ပြီးတင်းနေရဆိုခမယူနေရလားလို့သထောင်းစားကြီးရဲ့ခမသိရင်ရပြီလေဘာဖြစ်လို့ဆိုရှယ်မီဒီယာပေါ်တင်းနေရတော့ အာခမတော်လန်ရင်မှာခမပါတော့နှောက်ရက်လိုက်ပြီးခမမြေပြင်ကိုတော်လန်ရင်ကိုဆင်းနေဟာပေါင်းတော်လန်ရင်မြေပြင်မှာလောက်ထားတဲ့အရာတွေအကုန်လုံးခမတခုစီလိုက်မှမတင်ပြီးဖော်ထုတ်ဖို့ခမတင်နေရလားဟမ်တရောင်းစားကြီးဒဲမေးတာနော်ဒဲဆဲတယ်လားတရောင်းစားကြက်မပြည့်မူးမပြည့်ဘူးလားတော်လန်ရင်ထဲမှာခမဘာသာဝင်ယူထားတော့တာကိုယူထားတဲ့တာဝင်နဲ့ကိုယူထားတဲ့ဘွဲပညာနဲ့ကိုယူထားတဲ့အရေးချင်းနဲ့ကျမလိုငယ်ရွယ်တဲ့မိန်းမသားတယောက်ကခမကိုဆဲတာမျိုးမဖြစ်စေနဲ့နော် ်ခမရလှုပ်တဲ့လှုပ်ရက်ကအဲ့ဒီနေရာကိုလေရင်နဲ့ဘုံကျောဖို့ခမရပြနေတယ်လို့ဖြစ်နေတယ်နော်တခါမှဘသူမှမတင်ဘူးအဲ့ဒီမြေဟောက်မြေရောက်ကိစ္စတွေသိပေမဲ့အကုန်လုံးကတရှိုးနေကြတာခမရတော်တော်ဆိုးတယ်နော်သရောင်းစားကြီးစက်တေကြီးတော်တော်ဆုံးနဲ့ပုံတင်းပြီးဆဲတာမကျင်နိုင်ရင်လဲသေးငါလာဆဲတဲ့လူတွေပြန်ဆဲမှဖြစ်တယ်နော်ဒီတရောင်းစားလောက်တဲ့ပုံနင်တို့ကြည့်လိုက်အောင်လိုင်းပေါ်ကိုဒါကြီးတင်တရလာမတင်ရဘူးလေဒါလှစ်လှစ်ဝဲဝဲလှစ်ဝဲပြီးလောက်ရတာအရက်ခက်ခဲတဲ့အရာတွေလေကြက်မပြည့်မူးမပြည့်ရင်လဲယာရုကနှုတ်ထွက်လိုက်ကြောင်တော့တော့ခေါက်တော့တော့မလုံးနဲ့သိလား မင်္ဂလာပါရှင်เนาะဆ ्याम မကတော့ဆ ्याम မမြကြခင်ပဲဖြစ်ပါလေရှင်เนาะကဘာစစ်ဖြစ်တော့မလားဆိုတဲ့ဟာကြီးဆ ्याम မကိုလာမေးတယ်ဆ ्याम မကဘာစစ်ဖြစ်တော့မဲအဲ့ဒါလေးဟောပြပါအောင်ဟောပြပါအောင်ဆိုတဲ့လူတွေအတွက်ဒါအားလုံးအတွက်ဆ ्याम မမအားတာဖြစ်တဲ့အတွက်အခုပြောပြတာပေါ့เนาะအဲ့တော့ကြတော့ဆ ्याम မပြောမှာကဘာစစ်ဖြစ်မဲဆိုလို့ရှိရင်ဘလို့အချိန်နေမှာဖြစ်မှာလဲဆိုတော့ဖျားပွင့်ကန်နီးပြီဟုတ်လား ကတ်ကြီးစေးတော့မယ်ဆိုရင်ကဘာစစ်ဖြစ်မှာဖြစ်ပါတယ်ဆင်နော်အခုလောလောဆယ်ဖျားပွင့်မှုကလိုပါသေးတယ်ဆင်နော်ဖျားမပွင့်သေးပါဘူးဖျားပွင့်လို့ရှင်လေဒီတခါအခုငါးစုမြောက်ဖျားဒီတခါပွင့်မယ်ဆိုလို့ရှင်လေငါးစုမြောက်ဖျားကဆရာမတို့မြန်မာနိုင်ငံမှာဖွင့်ပွင့်မှာဖြစ်ပါတယ်ဆင်နော်မြန်မာနိုင်ငံမှာဖျားပွင့်အောင်မှာဖြစ်ပါတယ်အဲ့တော့ဖျားပွင့်မှုကလိုပါသေးတယ် အဒီလောက် မိစ္ဆာတွေတောင်းငန်းနေတဲ့မြန်မာနိုင်ငံကြီးမှာမိစ္ဆာတွေကြီးစိုးနေတဲ့ဟာကိုဒီကဘာစစ်ဖြစ်အောင်မလားမဖြစ်သေးပါဘူးဖះပုံမို့ဆိုတာလည်းအဝေးဖြစ်ပါသေးတယ်ရှင်နော်အဲ့တော့ကြတော့ဒီမိစ္ဆာတွေကိုရှင်းလင်းပြီးတော့မှဒီသာသနာထွန်းကားတဲ့သာသနာထွန်းကားတဲ့မင်းသာသနာထွန်းကားတဲ့ဒီအမျိုးသမီးပေါ့နော်အဲ့ဒီဟာလည်းပြောပါမယ်နော်တခါတည်းပေါ့နော်သာသနာထွန်းကားမဲ့အမျိုးသမီးမင်းလောင်တက်မှာဖြစ်ပါတယ်မြန်မာနိုင်ငံသာသနာထွန်းကားမဲ့အမျိုးသမီးမင်းလောင်ဖြစ်ပါတယ်ရှင်နော် မင်းလောင်းဆိုတာအမျိုးသမီးမင်းလောင်းပါစင်နော်အမျိုးသားမင်းအောင်မို့တချို့ကလည်းမင်းဆရာမမင်းလောင်းပေါ်ပြီလားပေါ်ပြီလားမင်းလောင်းဆိုတာလည်းမပေါ်ပါဘူးရှင့်အဲ့တော့ ဟိုမြန်မာနိုင်ငံမှာယောက်ျားသားအုပ်ချုပ်လို့မရတော့ပါဘူးရှင်เนาะအခုအုပ်ချုပ်တဲ့လူကအမျိုးသမီးဖြစ်ပါမယ်เนาะပြည်သူအစိုးရတက်လို့ရှင်အမျိုးသမီးအုပ်ချုပ်မှာပါเนาะတာသနာနဲ့ပတ်သက်လာလို့ရှင်လည်းအဲ့ဒီအမျိုးသမီးကပဲတာသနာထွန်းကားပြန်ပွားရေးကိုလှုပ်ဆောင်มาဖြစ်ပါတယ်ရှင်เนาะအဲ့ဒီလိုလှုပ်ဆောင်ပြီးပြီဆိုတော့မှဆရာမတို့ဒီတော်တော်လေးကိုကြာပြီးတော့မှကြာဘာညာဘာညာဖြစ်ပြီးတော့မှကဘာဆစ်ဆိုတဲ့ဟာကြီးကမျောသွားมาဖြစ်ပါတယ်အခုလက်ရှိကတော့ကဘာဆစ်ဖြစ်နိုင်မှုအင်အားလုံးဝလုံးဝမရှိသေးပါဘူးရှင်เนาะသူတို့ပါသူတို့ကဘာမှာသူတို့ပါသူဖြစ်ဖြစ်မဖြစ်ဖြစ်သူတို့ကိစ္စပါเนาะဒါကဘာလုံးတိုင်းတာအနေနဲ့ဆစ်ဖြစ်ဖို့ဆိုတာလုံး ံးဝလုံးဝမဖြစ်နိုင်သေးပါဘူးရှင်နော်အဲ့ဒါတွေကအခုတော်တော် line ပေါ်မှာပေါ့နော်ကြဲကြဲပြန့်ပြန့်ကိုပဲ share လာတယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့အဲ့ဒါတွေဘယ်သူတွေ share လဲဆိုတော့ကြတော့ဆရာရောင်ရောင်ဘာရောင်ရောင်တက်ရောင်ွားတွေပေါ့နော်စောက်ယူးတွေပေါ့ပြောမှဆိုစောက်ယူးတွေ share နေတာဖြစ်ပါလေရှင်နော်အဲ့ဒီစောက်ယူးတွေကလည်းမြန်မာနိုင်ငံသားတွေပြည်ပရောက်တဲ့မြန်မာနိုင်ငံသားတွေစိတ်ကတိကသာဖြစ်ပြီးမြန်မာပြည်ကိုပြန်အောင်လို့နှီးမျိုးစုံနဲ့ပြောဆိုနေတာဖြစ်ပါတယ်အဲ့ဒါတို့လုံးဝမယုံပါနဲ့ရှင်နော်။နောက်မြန်မာနိုင်ငံမှာဗာလဲမင်းလောင်းနဲ့မင်းလောင်းဆိုတာမပေါ်တော့ဘူးရှင်နော်။ မြန်မာနိုင်ငံမှာမင်းလောင်းမပေါ်တော့ဘယင်မပဲပေါ်မှာပါရှင်နော်ဘယ်လိဘယင်မကလည်းဆရာမပြောထားတဲ့အတိုင်းပဲကြိုဟောထားတယ်နော်ဟိုပေါ်ပြီးသားပါဟိုဖြူဖြူထွေးတို့ဟိုအားတို့ဘာလို့အဲ့ဒါနှုတ်ဆုပ်ခုတ်ဆုပ်တို့မစင်းစားနဲ့နော်အနှုတ်ဆုပ်ခုတ်ဆုပ်တို့မစင်းစားနဲ့နော်ဟိုအသက်30ကျော်ပြီးအသက်မိမိရမိမိရအမျိုးသမီးဖြစ်လို့ရှိရင်တော့မှအသက်30ကျော်ပြီးဆိုလို့ရှိရင်မိမိရမစင်းစားတော့နဲ့နော်နောက်အသက်50ကျော်နေပြီဆိုလို့ရှိရင်လည်းမိမိရမိမိကိုမိမိအဲမြန်မာနိုင်ငံမှာဘယင်မဆိုရယ်မင်းလောင်းဆိုရယ်စည်ရင်နဲ့မှမဝင်ဘူး နော်အဲ90အကျော်ရင်လည်းမဝင်သလို30အကျော်လို့ရှင်လဲအဲ30အောက်ဆိုလို့ရှင်လဲစရင်မဝင်ပါဘူးရှင်နော်အဲ့ဒါကိုလည်းလာပြောပြပါတယ်နော်30နဲ့ဟို30တော့မှမဟုတ်ဘူးနော်ပုံရင်လေးပြမှာ40နဲ့50ကြားထဲမှာဖြစ်မှာပါနော်အဲ့တော့တချို့ကသူ့ကိုယ်သူဘယင်းမယူးယူးနေတဲ့လူတွေရှိပါတယ်တခါလဲပြောလိုက်ပါမယ်မြန်မာပြည်မှာ အုပ်ချုပ်မဲ့သူကအမျိုးသမီးဖြစ်ပါတယ်နော်အဲ့ဒီအမျိုးသမီးကလည်းအသက်40နဲ့50ကြားမှာရှိပါမယ်ရှင်နော်40အောက်လည်းမရှိသလို50လည်းမကျော်ပါဘူးရှင်နော်အဲ့ဒါကိုလည်းတေချာမှတ်ပေးသွားပါအမျိုးသမီးပဲဖြစ်ပါတယ်ရှင်နော်အမျိုးသားလည်းလုံးဝမဟုတ်ပါဘူးအဲ့ဒီအမျိုးသမီး နန်းတက်ပြီဆိုတာနဲ့တခါတည်းမြန်မာပြည်ကသာသနာထွန်းကားတဲ့နိုင်ငံပုံစံမျိုးတခါတည်းဖြစ်သွားမှာပါနောက်နောက်အာဏာရှင်ဆိုတဲ့အတန်ကိုလုံးဝမကြားရတော့ပါဘူးရှင်နော်အဲ့တော့ကဘာစစ်ဖြစ်မလားဆိုတဲ့ဟာတွေကစောက်ယူတွေလျှောက်ပြီးတော့ဖွာနေတာဖြစ်ပါတယ်အဲ့ဒါလို့လာပြောပြတာပါနောက်မင်းလောင်းပေါ်ပြီးမင်းလောင်းပေါ်ပြီးဆိုယူနေတဲ့စောက်ယူတွေကိုလည်းတခါတည်းပြောပြလိုက်တာပါနော်မြန်မာနိုင်ငံမှာရောက်ကြတာအုပ်ချုပ်လို့လုံးဝ အုပ်ချုပ်ရမယ့်ဖုံးကံလုံးဝမရှိတော့ပါဘူးမြန်မာနိုင်ငံကိုအုပ်ချုပ်မဲ့သူကအမျိုးသမီးတာဖြစ်ပါတယ်ဘယင်မဖြစ်ပါလဲရှင်နော်အသက်40ရာနေမှာ50ရာထဲမှာဖြစ်ပါမယ်မိမိကအသက်40မပြည့်သေးဘူးဆိုရင်လည်းစိတ်ကူးရင်ပြီးတော့မယူးပါနဲ့နော်50ကျော်သွားပြီဆိုရင်လည်းစိတ်ကူးရင်ပြီးတော့မယူးပါနဲ့ရှင်နော်သူ့ရဲ့ဖုံးကံသူ့ရဲ့ပါရမီနဲ့လာမှာပါနောက်တစ်ခုကတန်မှန်မိန်းကလေးတာဖြစ်ပါတယ်ရှင်နော်အမမမင်းကလေးတာဖြစ်ပါတယ်လှွတ်တော်အမလည်းမဖြစ်ခဲ့ဘူးဘူးဒေါက်တာဘွဲတွေလည်းမရဘူးရှင်နော်နောက်တစ်ခုက ဒီနိုင်ငံရေးထဲမှာဆိုလို့ရှိရင်လေတကယ်ပေါ့နော်ဟိုတော်လိုင်းရေးထဲမှာလက်နက်ကင်နေတဲ့လူလည်းမဟုတ်ပါဘူးဆယ်လီလည်းမဟုတ်ဘူးဆက်တလီလည်းမဟုတ်ဘူးရှင်နော်အဆိုတော်လည်းမဟုတ်ဘူးရုပ်ရှင်တရုပ်ဆောင်လည်းမဟုတ်ပါဘူးရှင်နော်တန်မှန်ပြည်သူတွေကမိန်းကလေးထက်ထက်မြဲမြဲရှိတဲ့မိန်းကလေးပဲဖြစ်ပါမယ်ရှင်နော်အဲ့ဒါလို့လာပြောပြပေးတာရှင်နော်ကိုကျိုးစွန်းအနစ်နာခံတဲ့သူဘာမှမျှော်လင့်ချက်မရှိတဲ့သူပါရှင်เนาะအဲ့တော့ကိုကိုကိုယူမနေနဲ့ဟိုဟိုတချို့မင်းသမီးယူယူတဲ့လူတွေဆယ်လီယူယူတဲ့လူတွေရှင်အဲ့ဒါကြီးလည်းမပါပါဘူးရှင်เนาะတခါလဲကြိုးပြောထားတာရှင်เนาะ တခါတည်းပုံမှန်လေးနဲ့ထပ်ပြောလိုက်ပါပြီ။ဒါနဲ့ဆိုရင်ဒီစကားပြောတာ၃ချိန်မြောက်သွားပါပြီရှင်နော်။မြန်မာပြည်ကိုအုပ်ချုပ်မဲ့မျိုးသမီးကဘလို့မျိုးသမီးဖြစ်မလဲဆိုတာအဲ့ဒါပါထပ်ထပ်မြဲမြဲဖြစ်မယ်။နော်။နောက်တစ်ခုက तू ကဒီစည်ရေးနိုင်ငံရေးမှာ तू ကိုယ်တိုင်ပါဝင်လှုပ်ဆောင်တာမရှိဘူး။ဒါပေမဲ့ तू ကအဲ့ဒီစည်ရေးနိုင်ငံရေးကိုနားလည်ပြီးတော့မြန်မာနိုင်ငံကိုဘလို့အုပ်ချုပ်ရမှာအောက်ခြေပြည်သူကစားအကုန်လုံးနားလည်တက်ကြွတဲ့အမျိုးသမီးပေါ့နော်။ပြောမှဆိုလို့ရှိရင် तू ကဟို အတန်းပညာကတော့အောင်ကျင်မအောင်လိမ့်မယ်ဒါပေမဲ့အတက်ပညာမှာကျတော့အင်မတန်မှဟိုပြောမှဆိုလို့ရှိရင်သူ့ရဲ့ဖုံးကံပါရမီကြောင့်ပေါ့အင်မတန်မှဖောက်ထိုးသိမြင်တာတွေဟိုတက်ကြွတာတွေအများကြီးဘဟုသုတပြည့်စုံတဲ့အမျိုးသမီးလေးဖြစ်ပါတယ်ရှင်နော်အဲ့ဒါကြောင့်မလို့စောင့်နေပေးပါရှင်နော်မကြခဲ့အဲ့ဒါပေါ်တော့မှဖြစ်ပါတယ်ရှင်နော်ဒါဆရာမကြိုဟောတာဒါနဲ့ဆိုသုံးခါရှိပါပြီရှင်နော် ရုပ်ရှင်မင်းသမီးလည်းမဟုတ်သလိုအစိုးရလည်းမဟုတ်ပါဘူးရှင်နော်နောက်တစ်ခု model လည်းမဟုတ် model ပြက်လည်းမဟုတ်ပါဘူးရှင်နော်ဆယ်လီလည်းမဟုတ်ဘူးဆက်တလီလည်းမဟုတ်ဘူးတနတ်လည်းမပြည့်ဘူးလူလည်းမတတ်ဘူးတဲ့လူပါရှင်နော်တခါတည်းကြိုပြောပါမယ်ရှင်နော် အားလုံးကျေးဇူးတင်ပါတယ်ရှင်နော်အသက်40ရာနေမှ50ကျားထဲမှာဖြစ်ပါတယ်အဲ့ဒီအမျိုးသမီးရနော်40မိမိကအသက်40မပြည့်သေးဘူးဆိုရင်လည်းမျော်လင့်မနေပါနဲ့အသက်50ကျော်ပြီဆိုရင်လည်းမျော်လင့်မနေပါနဲ့ရှင်နော်တချို့ကနေရယူအာနာယူတွေတိတက်စီလို့ပြောပြပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နော်ကြိုက်တယ်ဆိုလိုက်ရ share လုပ်ပေးပါဒါကြိုဟောတာဒါနဲ့ဆိုသုံးခါရှိပါပြီရှင်နော်အဲ့တော့ကဘာစစ်ကိစ္စကတော့ AC ပါလို့စိတ်မပူပါနဲ့ရှင်နော် ်အော်နေုံနေုံပြောတတ်ရှင်ဆရာမနာမည်ကမြကြခေမှာရှင်နော်မြကြဖြူလုံးဝမဟုတ်ပါဘူးရှင်နော်မြကြဖြူမြကြဖြူဆိုပို့အောက်ဒီမှာရေးနေရလုံးဝလုံးဝမကြိုက်ပါဘူးရှင်နော်တေးချာချာမှတ်ထားပါမြကြခင်မှာရှင်နော်မြကြခင်မှာရှင်နော်ကျေးဇူးတင်ပါတယ်ရှင်နော်